ခလလာတိုက်ကနေကြာသွားခဲ့ပေမဲ့မမြင်အပ်တဲ့အရာတွေရခဲ့တင်ပေးတာကြောင့်အသက်ရှင်နေရတဲ့သုံးနှစ်အရွယ်သမီးလေးပြိတ္တများရှိကလေးငယ်လေးတွေမှာအဆောင်အရှောက်တွေရှိတဲ့ဆိုတဲ့ဇာတ်ကားကို လူတိုင်းကကြားဘူးကြမှာဖြစ်ပါတယ်18ရက်နေ့ညတော့ကရေကြော်လမ်းမကြီးပေါ်ကရှက်လွာတိုက်ပေါ်ကနေကလေးငယ်တူပြုတ်ကြတဲ့အချိန်မှာလဲမမြင်အပ်တဲ့အဆောင်အရှောက်တွေကြောင့်အသက်ရှင်ခဲ့ရဆိုပြီးတော့လူပြောများနေခဲ့တာဖြစ်ပါတယ် ရှစ်လွာဆိုတဲ့တိုက်အမြင်ကလူကြီးတယောက်နေတဲ့ကြောင့်အန်ဒီရဲ့ကင်းကင်းတဲ့အသက်ရှင်ဖို့ဆိုတာမလွယ်တဲ့အမြင်ဖြစ်ပါတယ်။အသက်၃နှစ်သာရှိသေးတဲ့သမီးလေးကအဲဒီရှစ်လွာတိုက်ရဲ့အောက်တစ်ထပ်ခုနှစ်လွာမှာရှိတဲ့တိုက်ခန်းကနေအောက်ကိုပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ခဏလွာတိုက်ရဲ့ပရင်ပေါက်ကနေအောက်ကိုပြုတ်ကျသွားတဲ့သမီးလေးကြောင့်အားလုံးလန့်သွားကြပါရဲ့အောက်ဆုံးထက်ကိုရောက်သွားပြီထင်ပြီးတော့အောက်ကိုမိဘတွေကအမြန်သွားကြည့်ပါရဲ့အားလုံးကအောက်မှာချိန်နေကြပေမဲ့ကလေးကအောက်ကိုမကြလာပါဘူးပြုတ်ကျသွားတာကိုသိလိုက်တာနဲ့သမီးလေးတော့သွားပါပြီလို့မိသားစုတွေက နှထင်ဝသွေးစောင့်တက်သွားကြပါတယ်။အောက်မှာရှာတော့လည်းမပြုတ်ကျလာတာမို့ကြိလိုက်တဲ့အချိန်မှာသမီးလေးကညံ့နေခဲ့တာဖြစ်ပါတယ်။ကံကောင်းထောင်းမစွာနဲ့ပဲသမီးလေးပြုတ်ကျတဲ့နားမှာအုံနေရန်လိုလိုအကာရှိနေတာဖြစ်ပါတယ်။အဲ့ဒီအကာနဲ့သုံးလားဗရင်ပေါက်ကြားထဲမှာညံ့နေတာပါ။ဗရင်ပေါက်ကလည်းဖွင့်ထားတာဖြစ်တာမို့သမီးလေးကဗရင်ပေါက်မှာတက်ထားတဲ့တန်စကာကိုကင်ပြီးတော့တောင်းခံထားခဲ့ပါတယ်။အခုလိုခံနေတယ်လို့သိလိုက်ရတဲ့အချိန်မှာလူအများအမြန်ဆိုသလိုပဲဆက်သွယ်ခဲ့ကြတာဖြစ်ပါတယ်။မိသက်တဲ့ဖွဲ့ကိုဆက်သွယ်ပြီးတော့ ော့သမီးလေးကိုကယ်တင်ပေးဖို့တောင်းဆိုခဲ့ကြတာပါလူအများလည်းရောက်လာပြီးတော့သမီးလေးကိုကယ်ဖို့လုပ်ခဲ့ကြပါတယ်သမီးလေးညံ့နေတဲ့ဗရင်ပေါက်တန်စကာတက်ထားတာမို့ချက်ချင်းမကယ်နိုင်ပါဘူးတန်လုံးကြီးနဲ့တက်ထားတာဖြစ်တဲ့အတွက်ဖျက်ရတာလည်းကြာပါတယ်နောက်ဆုံးမှာတော့ ဖြတ်လို့ရသွားပြီးတော့သမီးလေးကိုခေါ်လိုက်နိုင်ပါတယ်။ကံကောင်းစွာနဲ့သမီးလေးကညံ့နေလို့သာပြန်ခေါ်နိုင်ခဲ့တာပါ။ဒီလိုမျိုးသာမညံ့နေခဲ့ဘူးဆိုရင်တော့အချိန်နဲ့အောင်ဆုံးထိပြုတ်ကျသွားတာမို့ဒဏ်ရာအများနိုင်ပါတယ်။ဒါပေမဲ့သမီးလေးကညံ့နေရကိုကကံကောင်းသွားစေခဲ့တာဖြစ်ပါတယ်။ လူအများကတော့ကလေးမို့နဲ့ကြီးပြီးတော့အခုလိုအသက်ရှင်သွားတာလို့ယူဆနေတာပါကလေးတွေကိုစောင်းရှောက်တဲ့သူတွေရှိပြီးတော့အနာတရကိအောင်လုပ်ပေးခဲ့ရလို့ပြောဆိုနေကြတာပါကလေးတွေဆိုရင်အမြင့်ပေါ်ကနေပြုတ်ကြတာကြောင့်ဒါအသက်ရှင်ရတဲ့ဖြစ်ရက်တွေကတော့တကယ်ကိုများပါတယ်ဒါကြောင့်မို့လဲအစောင်းရှောက်တွေကြောင့်အသက်ရှင်ရတယ်ဆိုပြီးတော့ချီးကျူးပြောဆိုနေကြတာဖြစ်ပါတယ်စေဝါနီးပညာအရဆိုရင်တော့ကလေးတွေကငယ်သေးတာမို့အယိုးပြော့ပြီးတော့ဘာမှသိမဖြစ်ကြလို့သာဖြစ်ပါတယ် အယိုးရီယာပြော့တာမှုထိမိရင်တောင်တရားမရပဲဘေးကင်းကြတာဖြစ်ပါတယ်တခါတော့ကဆိုရင်လည်းအသက်နှစ်နှစ်ကျော်ဝန်းကျင်အရွယ်ကလေးတယောက်ကိုဆိုင်ကယ်ကဖြတ်တိုက်မိတာဖြစ်ပြီးတော့ဘေးအောက်ကိုကလေးကဝင်သွားတာဖြစ်ပါတယ်ဒါပေမဲ့ကလေးကဘာမှမဖြစ်သလိုဘာအနာတရားမှတော့မရှိခဲ့ပါဘူး မူးမေးတာလည်းမရှိပဲလမ်းဆန်းနေတဲ့အဖြစ်ကြောင့်အားလုံးအံ့အားသင့်ခဲ့ရပါတယ်။ဒါကကလေးတွေရာနဲ့ကြီးလို့ဆိုပြီးတော့ဒါမှတ်ယူနေကြတာပါ။အခုသုံးနှစ်အရွယ်သမီးလေးလည်းနှက်ခေါင်းမှာအနာတရဖြစ်တာလွဲလို့ဘာမှမဖြစ်ခဲ့ပါဘူး။မိခင်ဖြစ်သူရင်ခွင်ထဲရောက်မှသာငုံနေခဲ့တာပါ။အသက်ရှင်လျက်ပြန်တွေ့လိုက်တဲ့အချိန်မှာ သမီးလေးရဲ့အဖွားနဲ့အတော်ကတော့မပျော်ရွှင်ဆုံးလူသားတွေဖြစ်သွားပါတယ်။စိတ်ပူလုံးလုံးမျက်ရည်တွေလည်းကျပြီးတော့ဖက်ပြီးတော့ငုံနေခဲ့ကြပါတယ်။ဘေးရလူတွေလည်းသားမီးတွေကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေရတာပါ။မိခင်ကလည်းသူ့အဖြစ်ဆိုပြီးတော့အဖြစ်တင်တဲ့စိတ်နဲ့ငုံနေခဲ့တာဖြစ်ပါတယ်။မေမေတွေလည်းကလေးငယ်လေးတွေကိုတေချာကြည့်ယူဆိုင်ချဖို့မာရင်နဲ့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများရှိတင်ပါတယ်ရှင်။